ိုင်ငံသားစစ်ဆေးရေးမှတ်ပုံတင်ကပြားကိုအသက်၁၀နှစ်ပြည့်ကနေ၁၈နှစ်ပြည့်အဖြစ်လဲလှယ်နိုင်ဖို့အတွက်ကျပ်၅သိန်းကနေ၁၀သိန်းအထိမကွေတိုင်းပခုတ်ကူမြို့နယ်အတွင်းရှိလောက်ဝကဝန်ထမ်းတွေနဲ့ပွဲစားတွေဟာဒေသခံတွေစီကနေလက်စားနေတယ်လို့သတင်းရရှိပါတယ်။မှတ်ပုံတင်တကတ်အတွက်တရားဝင်ကုန်ကြစည်းက၆ချက်ကနေ၁၀ချက်အဖြစ်လူဝင်မှုကြီးကြပ်ရေးဌာနလောက်ဝကမှတရားဝင်သတ်မှတ်ထားတာပါ။ဒါအပြင် ပခောက်ကူမြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာနရုံးမှလည်းအိမ်တောင်စုမှတ်ပုံတင်တွေကိုအခမဲ့အမြန်လှုပ်ဆောင်ပေးတယ်လို့ဆိုင်းပုတ်ထောင်စာရေးကတ်ထားပေမဲ့လက်တွေ့မှာတော့သူတို့တောင်းခံတဲ့ငွေကြေးပမာဏအတိုင်းပေးနေရတယ်လို့မှတ်ပုံတင်ပြုလုပ်သူတွေကပြောဆိုပါတယ်။မှတ်ပုံတင်ကတ်အတွက်မြေပြင်မှာဖောင်ပိုးကနေစပြီးအစဉ်စဉ်ပေးနေရတာကြောင့်မှတ်ပုံတင်တစ်ခုရဲ့တန်ဖိုးဟာတိမ့်ချီထိကုန်ကြနေတယ်လို့အခုလပိုင်းအတွင်းမှတ်ပုံတင်ပြုလုပ်ခဲ့သူပခုတ်ကူဒေတာကံမျိုးသမီးတူကအခုလိုပဲပြောပါတယ်။ဟုတ်တယ် ခလေးညောင်ဆရှင်းနေပြမမုံနေသွားလဲရတယောက်ကိုသိမ်းပေးခဲ့ရတယ်။ဖာမိုးနှစ်ထောင်ဆိုပြီးတော့သူတို့ကအရင်တောင်းတာလိုင်စင်ပုံတော်မလေးကိုဘလာကိုသွားရိုက်ရတာ။နောက်လောက်ဝကဝန်တန်းနေရချွာဘက်ကလူတွေဆိုရင်ခြုံလိုက်ခြောက်လိုက်နဲ့ရာဘက်ကဝင်ဝင်ကြီးကြတာ။အကြောင်းအမျိုးမျိုးနဲ့နိုင်ငံသားစစ်စီရေးကတ်တွေလောက်ရတဲ့အခါလာဝကယုံကခွင့်ပြုထားတဲ့တဆင်ကန်လူနဲ့လုံမှအဆင်ပြေပြေရရှိတာဖြစ်ပြီးငွေပေးရင်တော့လွလွယ်နဲ့လုတ်ပေးတယ်လို့သူကဆိုပါတယ်။အာနာမသိန်းခင်ကအမှတ်ပုံတင်လုတ်တဲ့အခါငွေပေးရတာတွေရှိပေမဲ့ တောင်းကနန်းထိပဲပေးရပြီးအခုလိုတင်းချီပေးရတာမျိုးမရှိခဲ့ဘူးလို့လည်းသိရပါဗျ။အားလုံးကယုံဟလူနဲ့ဗျာဖုန်းနဲ့ချိတ်ဆက်ပြီးတော့လှုပ်တာပဲ။ဟိုကျွန်တော်တို့ကိုယ်တိုင်တလှုပ်ရင်တော့ဟိုတောရစ်တောင်ရစ်ဆိုတော့နောက်ဆုံးဗျာကျွန်တော်ပြောမယ်သူတို့သူတို့တွေကလူနဲ့ဗျာချိတ်ဆက်ပြီးတော့လှုပ်လိုက်ရင်อ๋อไม่จ๋าหรอกเปียตะเยหลอกสวยนะไงเอ้ออะไรไอ้ไอ้ญาติเนี่ยยาพี่ ကိုယ်တိုင်ကျွန်တော်တို့ကိုယ်တိုင်တကယ်လို့သွားပြီးတော့ရုံးတက်လို့မယ်ဟေ့ဆိုရင်လာနေချီပြီးကြတယ်ဗျာရဖို့မလွယ်ဘူးဒါလည်းအဲ့ဒါသူတို့ကိုယ်တိုင်ကပဲလေသူတို့ရုံးတော့မှတက်လို့တဲ့ခါကျသူတို့ကသူတို့တွေကလူနဲ့ချိတ်ဆက်မိပြီးတော့လုံမိပြီးဟေ့ဆိုရင်ခင်ဗျာဗျာတကယ်တခါကျရင်ဗျာဝမ်းစော့စားပေးစရာတကယ်ဟုတ် ေးရှိအဆင်ပြေတယ်ဟုတ်ကဲ့ရန်ကုန်မြို့မှာတော့အမြန်လုံမယ်ဆိုပါကကျက်တောင်ကနန်းသာရှိပေမဲ့နဇက်ဒေသတွေဖြစ်တဲ့မြရီနဲ့မူဆယ်မြို့တွေမှာတော့ကျက်သိန်းရာကနန်းထိပေးနေရတယ်လို့သိရပါတယ်။ဆီယနာမသိခင် ကာလတွေတုန်းကတော့လာဝကတာဝန်ရှိသူတွေဟာဒေသအသီးသီးမှာကွင်းဆင်ပြီးမှတ်ပုံတင်အစ်စ်နဲ့အဟောင်းတွေကိုလဲလှယ်ပေးတာတွေအပြင်ပျောက်ဆုံးသူတွေကိုလည်း ရက်ကြီးအုပ်ချုပ်ရေးမှုအဖွဲ့တွေနဲ့ပူးပေါင်းပြီးအခကျင်းငွေမယူဘဲစီမံချက်တွေအနည်းနဲ့လှုပ်ဆောင်ပေးတာတွေရှိခဲ့ပါတယ်။ပြည်သူတွေကိုအမျိုးမျိုးဖိနှိပ်နေတဲ့အာဏာသိမ်းစေအုပ်စုဟာမှတ်ပုံတင်တွေရရှိဖို့ခက်ခဲအောင်ပြုလုပ်ထားသလိုပြီးခဲ့တဲ့2024ခုနှစ်မေလတရက်ကနေစတင်ပြီးမှတ်ပုံတင်အပြင်စစ်မှတ်ကတ်ကိုပါထပ်မံပြုလုပ်ခိုင်းခဲ့ပါတယ်။အဲဒီကမှရှိပါကစစ်စေးရေးဂိတ်တွေမှာစေအုပ်စုဝင်တွေရဲ့ချင်းချောင်းဝင်ညှိမှုတွေအပြင်ကိုတိလက်ရောက်ပြုမှုခံရမှုတွေကိုပါကြုံလာခဲ့ရသလို ပြည်ပထုတ်ခွင့်လည်းမရတဲ့အပြင်ပြည်သူတွေဟာစစ်ကူနဲ့လှုပ်ထားတဲ့ကတ်တခုကိုကြက်သိန်းနဲ့ချီပေးဆောင်ပြီးလှုပ်ဆောင်နေကြရတာပဲဖြစ်ပါတယ်။